ပရိသတ်မြတ်ကြီးတွေနဲ့ကလေးတွေကိုရှင်ပြူနာတာလှုပ်ပေးခဲ့တဲ့ခိုင်နင်းဝေပရိသတ်များလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့အေဂရစ်တန်ယာရီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်လူတယောက်ကိုကျွေးမွေးပြုစုဆောင်ရှားရတယ်ဆိုတာမလွယ်ကူလို့နဲ့ကိစ္စမှန်ကလေးမွေးဖို့တဲ့အမေတိုင်းသိကြမယ်လို့ထင်ပါတယ် လူရန်စင်နေနိုင်ဖို့စူးစမ်းရုံးကန်နေကြရတဲ့အထက်ကမှအပြစ်မရှိပဲစွန့်ပြစ်ခံခဲ့ကြရတဲ့ကလေးငယ်တွေအတွက်ခိုးနားဖို့ရင်ခွင်ဆိုတာရှားပါလွန်တဲ့အရာပဲဖြစ်ပါတယ်။လုံခြုံပြီးတော့နှွေးထွေးတဲ့ရင်ခွင်မဲ့နေရာရှားတဲ့ကလေးငယ်တွေအတွက်တော့ရင်တစုံဖြစ်ပေးခဲ့တဲ့အနစ်နာခံမိခင်ကြီးခန့်နှင်းဝေကတော့အခုချိန်မှာသူမရဲ့သားသမီးတွေကိုတရဏပြုတဲ့မြမအလေးအတိုင်းပဲရှင်ပြုနာသပြုလုပ်ပေးခဲ့လို့ရတဲ့အရွယ်တိုင်းကိုရှင်ပြုနာသလုပ်ပေးခဲ့ပေးပဲဖြစ်ပါတယ်။မင်းသမီးခန့်နှင်းဝေ ွေကပရာဟိတာနဲ့ပတ်သက်ရင်ကိုကျိုးစွန့်နိုင်တဲ့အထိစိတ်ရောကိုပါပေးဆက်ထားတဲ့သူလည်းဖြစ်ပါတယ်။၂010ခုနှစ်နောက်ပိုင်းမှာအနုပညာလှူရှာမှုတွေကိုရန်နာခဲ့ပြီးတော့မင်းသားဝေလူကျော်နဲ့ဒူပရာဟိတာအလုပ်တွေကိုလိုက်လုပ်ခဲ့ရပဲဖြစ်ပါတယ်။အစပိုင်းမှာတော့ပုံမှန်ပရာဟိတာတွေကိုသာလောက်ကင်ပေးခဲ့ပေမယ့်အဲ့ဒီချိန်ကနေစပြီးတော့စွန့်ပြစ်ကလေးငယ်တွေရဲ့အဖြစ်ကမကြောက်ဝင့်မနာသားတွေဖြစ်ခဲ့ကြတာဖြစ်လို့မင်းသမီးခန်နေဝေကဝင်းကူညီခဲ့ရင်းကနေ အခုလိုအခြေအနေကြီးဖြစ်လာခဲ့ရဖြစ်ပါတယ်။မင်းသမီးခန်နေဝေကသူမရဲ့သားသမီးတွေကိုအမြဲတမ်းအဖက်ဖက်ကနေပြေစုံနိုင်အောင်ဖြည့်ဆည်းဖို့ကြိုးစားနေရသူလည်းဖြစ်ပါတယ်။သူမရဲ့ကလေးတွေထဲမှာမတန်ဆွမ်းနေပါဝင်ပါတယ်။မိဘကမလိုချင်လို့လမ်းဘေးမှာစွန့်ပစ်ခဲ့တဲ့မြစ်တာငယ်ကလေးတွေပါဝင်တယ်လို့တီတီလျက်နဲ့မကြွေးနိုင်တော့လို့တမင်လာစွန့်ကြတဲ့ကလေးတွေလည်းပါဝင်ပါတယ်။အားလုံးဟာမွေးကလေးကစိတ်ဓာတ်ရာတွေနဲ့လောကကြီးကိုဝင်ရောက်လာခဲ့ကြရတဲ့ကလေးတွေဖြစ်တဲ့အတွက်မင်းသမီးခန်နေဝေကသူတို့လေးတွေကိုတတ်ဆွမ်းတဲ့ဘက်ကနေကူ စားပေးနိုင်ဖို့အတွက်စူးစမ်းနေရပဲဖြစ်ပါတယ်။ပညာရေးကျန်းမာရေးကစလို့အဝိအစားအစုံအကြာကလေးတွေထက်မသာလွန်ရင်တောင်မနှိမ့်ကြစေရပုံစံမျိုးနဲ့လူရန်စီနေနိုင်အောင်စူးစမ်းပေးထားတာဖြစ်ပါတယ်။ယနေ့ကလုံမျိုးအရာရာကုံစင်းနှုံးတွေတက်နေတဲ့ခင်မျိုးမှာဒီမရဲ့ပိုင်ဆိုင်မှုတွေနဲ့တင်ကလေးတွေကိုထောက်ပံ့ဖို့အတွက်မလုံလောက်တဲ့အတွက်ကလေးတွေရဲ့ထမင်းနှက်မှန်ဖို့နဲ့ကျောင်းစိတ်အမှန်ဖို့အလူရှင်တွေနဲ့ဖောင်ဒေးရှင်းတွေထောင်ပြီးတော့လဲစူးစမ်းနေရဖြစ်ပါတယ်။ အခုချိန်မှာတော့တာမန်လူတွေတောင်မလုံးနိုင်တဲ့အလူကြီးကိုပေးပြီးတော့ကလေးတွေအတွက်ရှင်ပြူနာသာလုပ်ပေးခဲ့ပြီပဲဖြစ်ပါတယ်။ရှင်ပြူတဲ့နဲ့အရွယ်ရောက်ပြီဆိုတဲ့ကလေးတိုင်းကိုရှင်ပြူပေးခဲ့တာဖြစ်လို့အားလုံးကလည်းလေးစားအားကျနေကြတာဖြစ်ပါတယ်။နာမည်ကြီးအမှုပညာရှင်တွေကိုလည်းဖိတ်ပြီးတော့စံချဖို့ကိုလည်းပေါ်ဝါကန်ခိုင်းခဲ့တဲ့အတွက်အားလုံးကလည်းဝမ်းသာပီတိဖြစ်နေကြတာဖြစ်ပါတယ်။ ခန္ဓာဝေကိုယ်တိုင်ကလည်းသူမရဲ့စံဓာတ်တွေကတခုဖြစ်တဲ့ကလေးတွေကိုအခုလိုမျိုးသင်ခန်းစီပေးနိုင်တဲ့အတွက်1 day 1တာနဲ့ PT မျက်ရည်တွေကြာနေကြတာဖြစ်ပါတယ်အခုလိုအလူမျိုးဆိုတာကပြုလို့ရတဲ့သူတွေလည်းကုထုထုတလုံးကြားရတဲ့သူတွေကလည်းဝမ်းတာရတဲ့အလူကောင်းပဲဖြစ်ပါတယ်ကလေးငယ်တွေအနေနဲ့လည်းမင်းသမီးခန္ဓာဝေရဲ့မြတ်တာတွေကိုနားလည်ကြပြီးတော့တာရဏာနဲ့လူတွေအတွက်အကျိုးပြုမဲ့လူလေးတွေဖြစ်လာကြမှာအမှန်ပါပဲသူမရဲ့သားသမီးတွေကိုလူရန်စီဖြစ်ဖို့အတွက်အဖက်ဖက်ကနေစူးစမ်းပြီးတော့အခုခါမှလည်းရှင်ပြုနာတာလုပ်ပေးနိုင် ဲ့ပြီဖြစ်တဲ့မင်းသမီးကြီးခိုင်နေဝေရဲ့ PD မျက်ရည်တွေပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခမန့်မှဝေးများခဲ့ပါအောင်ရှင်အဆုံးတကြီးရှုပေးရတဲ့အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရရှင်